ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဆူဒန်နိုင်ငံအယ်ဖာရှာမြို့မှာရှိတဲ့ဆေးရုံတစ်ခုမှာရက်သား450ကျော်တက်ဖြတ်ခံခဲ့ရကြောင်းအစင်ကန်စာတွေလက်ခံရရှိထားပါတယ်။ဆူဒန်နိုင်ငံအယ်ဖာရှာမြို့ကို RSF Rapid Support Forces တပ်ဖွဲ့များကတိမ့်ပိုက်ပြီးတဲ့နောက်မှာအဲဒီမျိုးကနေထွက်ပြေးလွတ်မြောက်ခဲ့ကြသူတွေရဲ့ပြောကြားချက်များအရ RSF တိုက်ခိုက်ရေးသမားတွေဟာအရက်သားတွေအပြင်ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့စစ်တုံပန်းတွေကိုပါတပ်ဖြတ်ခဲ့ကြတာပါကုလသမဂ္ဂက2023ခုနှစ်ကလေးကစတင်ပြီးတော့နှစ်ဖက်စလုံးကကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုစစ်ပွဲလို့သတ်မှတ်ခဲ့ပါတယ်အရက်သားတွေဈေးရုံတွေကိုတိုက်ခိုက်မှုတွေအပြင်ညင်ပန်းနှိပ်စက်မှုမရင်းကျင့်မှုနဲ့ကွက်မြက်မှုတွေလည်းပါဝင်ခဲ့ကြပါသေးတယ် နော်ဝေဒုက္ခသည်ကောင်စီ Norwegian Refugee Council ရဲ့အထွေထွေ အတွင်းရေးမှုကဒီနေရာဟာကမ္ဘာပေါ်မှာအဆိုးရွားဆုံးနေရာဖြစ်ပါတယ်။လူသားချင်းစာနာထောက်ထားမှုအရေးပေါ်အခြေအနေပါပဲ။ဒါပေမဲ့ဆူဒန်မှာဖြစ်ပျက်နေတာတွေကိုအာယုံစိုက်မှုကနည်းလွန်းနေပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီရုပ်တံတွေကနေရာဟာအတီးပြုတ်ထားတဲ့ Alpha Shaw မြို့တက္ကသိုလ်အဆောက်အုံတစ်ခုဖြစ်ပါတယ်။ RSF တိုက်ခိုက်ရေးသမားတအူးဟာတည်ဆုံးနေတဲ့သူတွေနဲ့ပြည်နေတဲ့အခန်းတစ်ခန်းကိုစစ်ဆေးဖို့တွားနေကြတာပါ။ထိုင်ခုံတစ်ခုပေါ်ထိုင်နေတဲ့လူတအူးဟာတက်ပြတ်မှုကနေအသက်ရှင်လွတ်မြောက်ခဲ့ပုံရပါတယ်။ဒါပေမဲ့တနက်သမားဟာအသာအရာသူ့ရိုင်ဖန်ကိုမတင်ပြီးတော့အသက်ရှင်နေသူကိုပြစ်တတ်ခဲ့တာပါ။ တနေ့တမားဟာအချားတိုက်ခိုက်ရေးတမားတအူးနဲ့အတူလမ်းလျှောက်ရင်းဘယ်သူမှအသက်မရှင်စေရအောင်တီချာလှုပ်ဆောင်ခဲ့တာပါဆူဒန်နိုင်ငံအပိုင်းပိုင်းကွေးနေချိန်မှာ RSF ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဟာမတ်တီဟာသူတို့ဘက်ကအောင်ပွဲကိုဂုဏ်ပြုခဲ့ပါတယ်အယ်ဖာရှာကိုလွတ်မြောက်အောင်လှုပ်ဆောင်တာဟာခွဲထွက်ဖို့ခြေလှမ်းမဟုတ်ဘဲနဲ့အမျိုးသားစည်းလုံးညီညွတ်ရေးစီသူခြေလှမ်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ဗြိတိန်နိုင်ငံက NHS ဆရာဝန်ဖြစ်သူမိုဟာမက်အယ်ရှိဟာ RSF ကမြို့ကိုတင်ပိုက်ပြီးတဲ့နောက်ပိုင်း Alpha Sha မှစစ်ဘက်ဆိုင်ရာဝန်ထမ်းများနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ရပ်ပေါင်း900လုံးလုံးစေယုံတွေဟာ RSF တိုက်ခိုက်မှုတွေရဲ့ပြစ်မှတ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူတို့ဟာစေယုံတွေကိုဝင်ရောက်ပြီးတော့စေယုံဝန်ထမ်းအချို့ကိုပြန်ပြီးဆွေးသွားခဲ့ကြတာပါ။ကျွန်တော်တို့ရရှိခဲ့တဲ့ဗမာစုံအစိုးရကံစာများအရာဆရာဝန်၄ဦး၊စေဝါကျွမ်းကျင်သူ၁ဦးနဲ့တူနာပြူဝန်ထမ်း၁ဦးကိုပြန်ပြီးဆွဲခံခဲ့ရပါတယ်။ ပြီးတော့မိသားစုတွေပြန်ရွေးဖို့တောင်းဆိုခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဆူဒန်စစ်ပွဲဟာနှစ်ဖက်စလုံးရဲ့မဟာမိတ်တွေကထောက်ပံ့ပေးတဲ့လက်နက်တွေနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။အီဂျစ်နိုင်ငံဟာဆူဒန်လက်နက်ကင်တပ်ဖွဲ့ကိုထောက်ပံ့ပေးနေပြီးတော့ UAE နိုင်ငံကတော့ RSF ကိုထောက်ပံ့နေဆိုတဲ့တပ်တည်အထောက်အထားတွေကိုညှင်းဆိုခဲ့ပါတယ်။ပြင်ပအင်အားကြီးနိုင်ငံတွေဟာသူတို့အကျိုးစီးပွားအတွက်ရည်တည်နေချိန်မှာဆူဒန်နိုင်ငံဟာဒီစစ်ဘေးကပ်ဆိုးကြီးအတွင်းနှစ်ပိုင်းကွဲနေပါတယ်။ ဒီစစ်ပွဲမှာလူပေါင်း3,500ကျော်တိဆုံးခဲ့ပြီးတော့စစ်ပွဲအဆုံးသတ်ဖို့မရှိဖြစ်နေတာဖြစ်ပါရယ်ခင်ဗျာ။